အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ CC ကတတော်ပုံမှာ10မိနစ်စာဗီဒီယိုမဟုတ်ပဲね10မိနစ်စာဗီဒီယိုတင်မလဲဆိုတာပြတ်ပြတ်ပြောရမှာပါအာဒီလိုတင်ဖို့အတွက်အမ်တတော်ကိုအရင်ဆုံးစာအရင်ဆုံးလက်တင်ရပါတယ်ဒီမျိုးစာဘယ်လိုတင်မလဲဆိုတာစဉ်းနေတူတူကြည့်လိုက်ကြရအောင်အဲကွဲပပိုင်ပေးရတရားမြင်းသုံးချောင်းစီကိုသွားပါ ပြွိုက်ဆိုရင်တော့စတင်အန် privacy တွေကိုသွားပေးပါပြွိုက်ဆိုရင်အောက်ကိုဆွဲပေးဖို့နော် အောင်နာလီယာမတရား report e problem ဆိုတဲ့တဲ့ကိုသွားပြီးပါပြီးလိုက်ဆိုရင်ဒီနေရာမှာ creation ဆိုတဲ့ဟာလေးရှိရပေါ့နော်အ creation လေးကိုနှိပ်ပေးပါပြီးလိုက်ဆိုရင်အဲ့ဒီနေရာမှာတရား video shooting လေးကိုနှိပ်ပါမယ်ပြီးလိုက်ရင် setting duration of video ဆိုတဲ့ဟာလေးကိုနှိပ်ပေးပါဒီက ီမှာအဲ7မိနစ်စာဗီဒီယိုတွေတင်ဖို့အတွက်ဒီနေရာမှာရက်ဆိုတဲ့ဟာလေးကိုနေပေးခဲ့ပါအဲရက်ဆိုတဲ့ဟာလေးကိုနေပြရတဲ့အဲတရင်နေရတော်ဆောင်ရပါမယ်အဲတရင်နေရဇပဝါရီဆိုရင်အဲ7မိနစ်ဗီဒီယိုတင်လို့ရလားမရလားစစ်ဆေးကြည့်ပါမယ်ဒီကအပေါင်းခလုတ်လေးကိုနေပေးပါပြီးသွားဆိုရင်ဗီဒီယိုတင်မဲ့ထဲဝင်ပေးပါမယ် ဲ့ဒီမှာဒီ view အာဒီ9 minutes စာရှိရဲ့ view ကိုရွေးလိုက်မယ်ပေါ့နော်မင်္ဂလာပါဒီနေ့မှာတော့ခုဆိုရင်7 minutes လောက်ရှိရဲ့ view ကိုဒီမှာ TikTok account မှာတင်လို့ရပါပါပြီအဲအရေးကြီးဆုံးအချက်နေနေရတော့အကယ်၍ဒီမျိုး view ရှိတင်ခွင့်မပြုသေးဘူးဆိုရင် short video လေးတွေပုံမှန်တင်မှာ follower နဲ့အရင်မဲ့ကိုတွင်းမြင်ပေးပါ TikTok ကမကြခင်တင်ကိုဒီမျိုးခွင့်ပြုပေးပါပါလိမ့်မယ်။